ီနေ့ကတော့နိုဝင်ဘာ20ရက်နေ့ဖြစ်ပါတယ်ဒီနေ့ကနိုဝင်ဘာ20ရက်နေ့ဖြစ်သလိုရှမ်းနှစ်တကူနေ့လည်းဖြစ်ပါတယ်ဒီနေ့ဒီနိုဝင်ဘာ20ရက်နေ့ရတင်ဆက်ပေးသွားမှာကတော့ PDF တွေတည်ဆုံးမှုများနေမန္တလေးတိုင်းမတရားတပိတ်ချင်းပတ်ဝန်းကျင်က PDF တွေစုဖွဲ့နေတဲ့နေရာကိုမနေ့ကနိုဝင်ဘာ19ရက်နေ့ညနေ4နာရီခွဲဝန်းကျင်မှာပဲတက်မတော်ကနေတောင်းတက်ခံမှုပြုလုပ်ခဲ့တဲ့ဆိုတော့တည်င်းနဲ့အရင်ဆုံးတင်ဆက်ပေးသွားချင်ပါတယ်ဒါကတော့တပင်ချင်းမြို့နယ်ထဲမှာရှိနေတဲ့အပံပြန်ကြီးရွာကစတင်ကြောင်းအနည်းကိုတမလို့ဒီကလေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့ပါတယ် ဒီလေကြောင့်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့မန္တလေး PDF အပါအဝင်တပေချင်းကပါကပါစင်ကူးနဲ့မတရားပတ်ဝန်းကျင်မှာရှိနေတဲ့ပါကဖောက်တွေအားလုံးကတော့တိုက်ပွဲမရှိဘဲနဲ့စာတင်ကြောင်းတွေကိုလေကြောင့်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်ဆိုပြီးတော့ဒီမျက်ရည်ချူတရင်တို့တရင်မားတွေဖြန့်ဝေခဲ့ပါတယ်။မှန်ပါတယ်။တိုက်ပွဲမရှိပေမဲ့အကြက်ဖက်သမားတွေစုဖွဲ့နေတဲ့နေရာမှန်သမျှကတော့ဒီပြည်ပြင့်ဖက်တွေဖြစ်လာမှာပါ ီတဲကနေမှာအကျန်းဖက်သမားတွေကအပြင်းနဲ့အရက်သားတွေထိခဲ့တည်ဆုံးခဲ့တယ်ဆိုပြီးပုံဖော်ခဲ့ကြပြီမဲ့ဒီမြေပြင်နဲ့ချိတ်ဆက်ပြီးရရှိတဲ့တည်င်းတွေအရာတော့မနေ့ကတပေချင်းမြို့နယ်ထဲမှာရှိနေတဲ့လက်ပတ်ပြန်ကြီးပါကစာတင်ကြောင်းအနည်းဒီကြောင်းတက်ခိုင်မှုပြုလုပ်ခဲ့တာကအကျန်းဖက်သမားတွေစုဖွဲ့နေတာကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်ကြားသိခဲ့ရပါတယ်အဲ့ဒါမြန်ကြီးရွာဆိုတာကတော့မတရားဆင်ကူတပေချင်းလမ်းရဲ့အတွေ့ဘက်မှာရှိတဲ့ကြွားတွေရွာဖြစ်ပါတယ်။လိမ့်ကျနဲ့ဒီရေတွက်ပတ်ရွာပတ်ဝန်းကျင်အနီးမှာရှိပြီးတော့အကြမ်းမတ်သမားတွေရှိခိုးတူးနေတဲ့ဝက်တွေဖက်ရှိ ကွင်း၂၀ကွင်း၃၀ပတ်ဝန်းကျင်မှာတူဖွဲ့မှုတွေကိုတူဖောက်မှုတွေပြုလုပ်နေတဲ့အဂျန်ဖက်တွေရဲ့စုဖွဲ့နေရတခုလို့လည်းဆိုရမှာဖြစ်ပါတယ်။ဒီနေရာမှာအဂျန်ဖက်တွေကစာတင်ကြောင်းတွေကိုဝင်ရောက်နေထိုင်တယ်။စာတင်ကြောင်းတွေမှာဝင်ရောက်နေထိုင်တဲ့အတွက်ပြည်တွေကစာတင်ကြောင်းပြင်မရကြောက်ဖြစ်ပါတယ်။အဲတစ်ဖက်မှာလည်းတမရော့ကဂျန်ဖက်သမားတွေစုဖွဲ့နေတဲ့စာတင်ကြောင်းတွေဖုန်ကြီးကြောင်းတွေကိုတောက်လျှောက်ဆိုလိုကင်းထောက်ပြီးလည်းအမှုရယူတိုက်ခိုက်တော်တွေပြုလုပ်ခဲ့ပါတယ်။အဲဒီတွေ မနေ့ကဒီနိုဝင်ဘာ16ရက်နေ့ညနေ4နာရီခွဲဝင်းကျင်လက်ပံပြန်ကြေးရွာမှာရှိနေတဲ့စာတင်ကျောင်းအနီးအကျန်းဖက်သမားတွေစုဖွဲ့နေတဲ့နေရာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီလေကြောင်းတိုက်ခိုက်မှုတွင်အကျန်းဖက်သမားတွေ9ဦးနဲ့မနေ့တည်ဆုံးခဲ့ပြီးတော့ထိခိုက်တည်ဆုံးသူ15ဦးထက်မနေ့ရှိတယ်လို့သိရပါတယ်။စုစုပေါင်းတည်ဆုံးသူ9ဦးနဲ့ဒဏ်ရာရရှိသူ15ဦးလို့သိရတဲ့အတွက်ဒီထိခိုက်တည်ဆုံးသူအရေအတွက်ကိုတွက်မယ်ဆိုရင်တော့20ဝန်းကျင်ရှိတယ်လို့ဆိုရမှာဖြစ်ပါတယ်။အကြမ်းဖက်သမားတွေကတော့ဒါကစာတင်ကျောင်းကိုလာရောက်တိုက်ခိုက်ခဲ့တယ်။တိုက်ပွဲမရှိဘဲနဲ့ ဒီအရက်ပတ်ပြင်းမဲ့တွေကိုတိုက်ခိုက်တယ်လို့ဆိုပေမဲ့သူတို့ဘက်ကထုတ်ပြန်လာတဲ့မှတ်တမ်းတပ်ပုံတွေနဲ့ဒီမြေပြင်နဲ့ချိတ်ဆက်ကြည့်လိုက်တဲ့အချိန်မှာတော့တမ်းမတော်လေးရဲ့ဒီရောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့နေရာကအကြမ်းဖက်သမားတွေစကန်ချထားတဲ့ဘန်ကောက်နဲ့ပြုလုပ်ထားတဲ့နေရာကိုလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတော့ထိခိုက်တိုက်စုံးမှုများခဲ့ပါတယ်။ဒီအဖွဲ့တွေကဘယ်ကနေလာတဲ့လဲဆိုတော့မရယာမြောက်ပိုင်းတမ်းမတော်ရဲ့နေမြေရှင်ကြီးဆောင်ရွက်မှုတွေအကြောင်းစစ်ရှုံးပြီးဆုတ်ခွာလာကြတဲ့အဖွဲ့တွေဖြစ်တယ်လို့သိရပါတယ်။ နဂိုတွေကဒီလက်ပတ်ပြန်ကြေးရွာပတ်ဝန်းကျင်မှာချမ်းဘက်သမောင်းတွေကရှိနေကြပါတယ်။ဒီမရီယာနဲ့စင်ကူလမ်းပိုင်းမှာလည်းဆက်ကြီးခဲ့တွေအများပြားရှိတယ်လို့ဒီလမ်းပေါ်မှာရှိနေတဲ့လက်ကျရွာမှာလည်းဆက်ကြီးကောက်တဲ့အဖွဲတွေရှိပါတယ်။ဒီအဖွဲတွေကအတွင်းထဲမှာရှိနေတဲ့ဒီလက်ပတ်ပြန်ရေထွက်ရွာတွေမှာစကန်ချလာတာရှိတယ်။ဝင်ရောက်နေထိုင်နေကြလာတာရှိပါတယ်။ဒီလိုဝင်ရောက်နေထိုင်နေကြတာပြည်တဲ့တွေဒီတာကန်တွေကလည်းအချမ်းဘက်သမောင်းတွေနဲ့အတူရှင်တွဲနေထိုင်တာတွေရဲ့နောက်ဆက်တွဲလက်နက်အားကိုအနိုင်ကျင့်မှုတွေဖက်ပေါင်းဆောင်ကနေဖိနှိပ်မှုတွေကိုခံလာရတာဖြစ်တဲ့အတွက် အကျမ်းဖတ်သမားတွေရဲ့နေစဉ်နှောက်ရှောင်းမှုနဲ့စကမ်းချနေရတွေကိုနေမြေကတည်ရင်တက်ဖွဲ့တွေနဲ့မရရတဲ့နေရာတွေကနေချိတ်ဆက်ပြီးတော့တည်င်းပေးလာကြတာဖြစ်ပါတယ်။အဲ့ဒီပဲမနေ့ကနိုဝင်ဘာ16ရက်နေ့ညနေ4နာရီခွဲဝင်းကျင်မှာပဲလက်ပံပြန်ကြီးရွာစတင်ကျောင်းမှာစကမ်းချထားတဲ့အကျမ်းဖတ်သမားတွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတဲ့အကျမ်းဖတ်သမားတွေတိုက်စုံးမှုများခဲ့တယ်ဆိုတဲ့တည်င်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ောက်ထပ်တစ်ပုဒ်ကတော့ဒီစကိုင်းနဲ့တပယ်ရင်မြို့နယ်မှာရှိနေတဲ့ဒီရင်ကြီးကြီးရွာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ရင်ကြီးကြီးရွာဆိုတာကပြီးခဲ့တဲ့2022ခုနှစ်ဇန်နဝါရီ14ရက်နေ့ကလည်းအကြမ်းဖက်သမားတွေဝင်ရောက်ဆဲဝင်တဲ့စကမ်းချထားရဲဆိုတာတတင်းရတွေတဲ့အကြမ်းဖက်သမားတွေစကမ်းချထားရဲနေရာကိုနေမြရှင်လေးဆောင်ရွက်ခဲ့မှုပါတယ်။2022ခုနှစ်ဇန်နဝါရီ14ရက်နေ့ကနေမြရှင်လေးဆောင်ရွက်ခဲ့ပြီးမဲ့တမရစစ်ကြောင်းတွေပြန်လည်ထွက်ခွာသွားတဲ့အချိန်မှာတော့ရွာကန်တွေက ။ PDF တွေကိုပြန်လည်ပြီးတော့လက်ခံခဲ့တာ ဖြစ်တဲ့အတွက်ဒီရင်ကျေးရွာကအကြမ်းဖက်တွေနဲ့အတူရှင်တွဲနေထိုင်နေတဲ့ရွာတွေရွာလေးဖြစ်ပါတယ်။တပည့်ရင်ဆိုတာကတော့ပြီးခဲ့တဲ့ဒီ2025ခုနှစ်မေလဝန်းကျင်မှာလည်းအားလုံးတည်ထားမိကြမယ်။ဦးတင်နေရဖြစ်စဉ်ကဲတူပါပဲ။အိုဒင်းလေးရွာကအကြမ်းဖက်သမားတွေနဲ့အတူဝင်ရောက်နေထိုင်နေကြတဲ့အကြမ်းဖက်သမားတွေနဲ့အတူနေစဉ်ဖြတ်တန်းနေတဲ့ရွာတွေဖြစ်ပါတယ် မနေ့ကဒီတမရော်လီကလည်းရောင်းတိုက်ခိုင်းမှုထပ်မံပြုလုပ်ခဲ့တယ်ဒီဒီပင်းမြို့နယ်တွေကရင်ကျေးကျေးရွာဆိုတာကလည်းပြီးခဲ့တဲ့နှစ်တွေကအကြမ်းဖက်သမားတွေနဲ့အလို့ရှင်တွဲနေထိုင်နေကြတဲ့ရွာတွေဖြစ်ပါတယ်ဒီနေ့2025ခုနှစ်ထဲမှာလည်း၄ချိန်တိတိဒီအကြမ်းဖက်သမားတွေဝင်ရောက်လာတဲ့ဆိုတဲ့သတင်းတွေကြားသိရတဲ့အတွက်နေမြရှင်းရည်တွေလည်းဆောင်ရွက်ခဲ့ရပါတယ်မနေ့ကဒီရောင်းတိုက်ခိုင်းမှုအတွင်းမှာလည်းဒီရွာမှာရှိနေတဲ့ရွာဦးဖုန်းကြီးကျောင်းအတွင်းကိုကြားရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်ကြားရောက်ပေါက်ကွဲခဲ့တာဖြစ်တဲ့အတွက်အကြမ်းဖက်သမားတွေနဲ့ထိခိုက်သေဆုံးသူတွေကတော့များခဲ့ပေမဲ့ အကြမ်းဖက်သမားတွေနဲ့အကြမ်းဖက်အပိမီဒီယာတွေကတော့ပုံမှန်အတိုင်းပဲသူတို့တိုက်ပွဲပေါ်ဆောင်နေဆိုရင်တော့အဝင်မှုတွေရရှိနေပြီးတော့သူတို့တည်ဆုံသွားရင်တော့အပြစ်မဲ့အရက်သားအနေနဲ့ပုံဖော်လေးရှိကြပါတယ်။လက်ရှိအခြေအနေဒီတပင်းမြို့နယ်ယင်ကြီးကြီးရွာကဒီကြောင်တိုက်ခိုက်မှုတွင်အကြမ်းဖက်သမားတည်ဆုံသူကဒီနေ့နိုဝင်ဘာ20ရက်နေ့နေ့လယ်တနားအထိရရှိတဲ့တရင်ရာတော့သူ9ယောက်ရှိသွားပြီဖြစ်ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူ20ကျပ်မှနေရှိတယ်လို့လည်းသိရပါတယ်။ တပည့်ရဲ့သူနယ်ဆိုတာကသခိုင်းတိုင်းထဲမှာပါဝင်ပြီးတော့ NUG ပြည်ပြည်အုပ်စုရဲ့အတုံးချခံ PDF အဖွဲ့ပေါင်းများစွာရှိနေတဲ့နေရာတစ်ခုဖြစ်ပြီးအချိန်ကာလတစ်ခုလုံးပြီးခဲ့တဲ့ဖြတ်တန်းခဲ့တဲ့နိုင်ငံရေးဖြစ်စဉ်တစ်လျှောက်လုံးမှာလည်းရပ်ဖက်သမားတွေအားကောင်းခဲ့တဲ့ရွာရွာဖြစ်တဲ့နိုင်ငံရေးအခင်းအကျင်းဖြစ်ပေါ်ခဲ့တဲ့အချိန်ကနေစပြီးတော့လက်ရှိအချိန်ထိလည်းဒေသခံမိဘပြည်သူတွေကိုဒလန်ခေါင်းစဉ်တက်ပြည်စော်တီခေါင်းစဉ်တက်ပြီးတပ်ဖြတ်မှုတွေအများဆုံးကျူးလွန်ခဲ့တဲ့မြို့နယ်တွေကတစ်ခုလိုလည်းဆိုရမှာဖြစ်ပါတယ် ိုတော့ဒီဘင်းမျိုးနယ်ထဲမှာရှိနေတဲ့ဒီရင်ရင်ကြီးကြီးပြောက်ကိုတက်မလို့လေကလေးရောင်းတိုက်ခိုက်မှုပြုလို့ခဲ့ပြန်တာဖြစ်တဲ့အတွက်အကြမ်းဖက်သမားတွေထိခိုက်ဒိဆုံးမှုရှိခဲ့ပါတယ်။တရက်ထဲမှာပဲတက်မလို့လေကလေးရောင်းတိုက်ခိုက်မှုကိုပြန်ကြည့်ရင်မတရားမှာဒီရောင်းတိုက်ခိုက်မှုပြုလို့ခဲ့တဲ့တပိတ်ချင်းမှာလေရောင်းတိုက်ခိုက်မှုပြုလို့ခဲ့တဲ့စကိုင်းတိုင်းတပိတ်ချင်းမှာလေရောင်းတိုက်ခိုက်မှုပြုလို့ခဲ့တဲ့ကနီမှာလေရောင်းတိုက်ခိုက်မှုပြုလို့ခဲ့ပြီးတော့မြိုင်အင်းဒီပတ်ဝန်းကျင်မှာလေရောင်းတိုက်ခိုက်မှုပြုလို့ခဲ့ပါတယ်။ဆက်လက်ပြီးတင်ဆက်ပေးသွားမှာကလည်းဒီမြိုင်မျိုးနယ်နီး မြိုင်မြို့ရဲ့မြောက်တောင်ဘက်မှာရှိနေတဲ့ကံကြီးရွာကိုလည်းရောင်တိုက်ခတ်မှုပြုလုပ်ခဲ့တယ်ဆိုတော့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒါတော့ ARM ရဲ့အနောက်ဖက်ကျန်မြိုင်ပေါက်ရုံးစိုးဒေသတွေကတော့ NGO ကံ PDF လို့ခဲ့ PDF အဖွဲ့ပေါင်းများစွာရှိပြီးအကြမ်းဖက်တွေအားကောင်းတဲ့ရွာတွေလည်းဖြစ်ပါတယ်။ မြိုင်ပေါက်ရောစောဒေတာတွေဆိုတာကကံကုန်းနဲ့ချင်းတောင်တန်းကိုချိတ်ဆက်ထားတာတွေလည်းရှိတယ်လို့ဒီမြိုင်ကနေတဆင်းဒီ ARD မြေရဲ့နောက်ဖက်ချမ်းမှာရှိနေတဲ့ပခုတ်ရစ်တကြိုပခန်းကြီးနဲ့လည်းချိတ်ဆက်ထားတဲ့နေရာတွေဖြစ်ပါတယ်။မနေ့ကနိုဝင်ဘာ16ရက်နေ့မှာပဲဒီပခုတ်ကူတက္ကသိုလ်ပခုတ်ကူနေပညာတက္ကသိုလ်ကဒီပါကျုပ်နေပြီးသားစုတွေပါကျုပ်အပါအဝင်မော်ဂိုနေနဲ့အဖွဲ့တွေကိုဖမ်းဆီးသွားတာကလည်းဒီပခုတ်ကူရစ်တကြိုပတ်ဝန်းကျင်ကအကြံဖက်သမားတွေဖြစ်ပါတယ်။ဆိုတော့ဆိုလိုရင်းကိုပြန်ဆက်ရရင်တက်တော်လီကထပ်မံလီကြောင့်တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ညာမျိုးရဲ့တောင်ဘက်မှာရှိနေတဲ့ကံကြီးရွာကအဓိကနေရာကိုထပ်မံတဲ့ရောင်းတက်ခိုင်းမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ကဒီပေါ့တောင်ပိုင်းကနေစပြီးတော့နေမီရှင်လေးဆောင်ရဲ့လာတဲ့တမတော်စစ်ကြောင်းတွေကိုကြားပြတ်တိုက်ခိုက်မှုတွေလည်းပြုလုပ်ခဲ့တယ်။ညာရဲ့တောင်ဘက်မှာရှိနေတဲ့တပ်နယ်ကဒီနေမီကန်တရင်တပ်ဖွဲ့တွေနဲ့မိသားစုတွေကိုလည်းလက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ဒရုန်းချတိုက်ခိုက်တာတွေနဲ့အမြဲတမ်းဆိုတော့နှောက်ယှက်မှုတွေပြုလုပ်နေတာရှိပါတယ်။ဒါဒီမြိုင်းဆိုတာကမိဘဝင်ချင်းကရေနံတွင်းနေအားကိုယူပြီးတော့ဒီကရတဲ့အခွန်အခတွေဆက်ကြီးတွေနဲ့ဒီလက်လုံမိုင်းတွေ လက်နဲ့ခရမ်းတွေအသုံးပြုပြီးတော့ပမော်အထိသွားရောက်အားဖြည့်ခဲ့ကြတဲ့အဖွဲ့တွေလည်းဖြစ်ပါတယ်ဒီလိုမျိုးအဖွဲ့တွေကအခုဒီညိုင်းကိုပြန်လဲရောက်ရှိလာပြီးတဲ့နောက်ဒီကံကြီးတော်မှာပြန်လဲစုဖွဲ့ခဲ့ကြတာဖြစ်ပါတယ်ဒီလိုပြန်လဲစုဖွဲ့ခဲ့ကြတာဖြစ်တဲ့အတွက်မနေ့ကနိုဝင်ဘာ19ရက်နေ့ည7:00နာရီဝန်းကျင်မှာပဲဒီကံကြီးတော်ရဲ့အလက်အကြံပတ်တော်မားတွေလာရောက်စကန်ချစုဖွဲ့နေတဲ့နေရာကိုလေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့ပါတယ်ဒီနေ့ဒီနိုမာ20ရင်းနေ့အထိကြားသိရတဲ့သတင်းတွေအရတော့မနေ့ကလေကြောင်းတိုက်ခိုက်ခံရမှုတွင်တည်တည်ဆုံးသူ ရှေ့ရောက်တဲ့မနေ့ရှိပြီးတော့ဒီဒိုင်ယာရရှိသူ20ထပ်မနေ့ရှိတယ်လို့သိရပါတယ်။ဘာကြောင့်ဒီလောက်ထိခိုက်တည်ဆုံးသူနဲ့ဒိုင်ယာရရှိသူများရတယ်လဲဆိုတော့ကန်ကြီးရွာရွာလေကအင်ကကန်ကြီးရွာရဲ့ပကဖခေါင်းဆောင်နေထိုင်တဲ့အိမ်ကိုလည်းသိရပါတယ်။ဒီရွာမှာပဲအကျမတ်သမားတွေကလာရောက် စုဖွဲ့ပြီးတော့ညာရဲ့ပခုတ်ကိုလမ်းကြောင်းပေါ်မှာရှိနေတဲ့လူမျိုးရေးတပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ဖို့ပြန်လည်စုဖွဲ့နေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရတယ်လို့ကံကမြိုင်နဲ့ပေါ့ရဲချားမှာရှိနေတဲ့နေမြေကန်တရင်တပ်ဖွဲ့တွေရဲ့လုံခြုံရေးစစ်ကြောင်းတွေကိုကြားဖြတ်တိုက်ခိုက်မှုစုစည်းနေတဲ့အချိန် ဒေသနဲ့မြေပပီတူတွေကနေမြေကတရင်တက်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီတွေအချမ်းမဲ့တမားရှေ့ရောက်တည်ဆုံသွားပြီးတော့အတူအပြန့်နဲ့အရေးပေါ်ခြေအနေရောက်ရှိနေတဲ့သူ20ထက်ရှိတယ်လို့သိရပါတယ်။အဲရောမှာ19ရက်နေနဲ့ဒီနေ့20ရက်နေ့ဒီရောက်တိုက်ခိုက်မှုတွေကိုပြန်ကြည့်ရင်အချမ်းမဲ့တမားတွေစုဖွဲ့နေတဲ့နေရာအချမ်းမဲ့တမားတွေစုဖွဲ့နေတဲ့အိမ်အချမ်းမဲ့တမားတွေစကမ်းချထားတဲ့စာတင်ကျောင်းနဲ့ပုံကြီးကျောင်းတွေကိုလည်းရောက်တိုက်ခိုက်မှုပြုလုပ်ခဲ့တာကိုကောက်ကောက်ကွင်းကြီးမြင်တွေ့ရပါတယ်။ ဒါပေမဲ့အချမ်းဖက်သမားတွေကတော့သူတို့ဒီတည်ဆုံသွားတိုင်းထိခိုက်သွားတိုင်းတိုက်ခိုက်ခံရတိုင်းအပြစ်မဲ့အရက်သားတွေအနေနဲ့ပထမဆုံးပုံဖော်ကြတယ်ဒုတိယကတော့အပြစ်မဲ့အရက်သားတွေအရက်ဖက်ပြင်းပြတွေအနေနဲ့ပုံဖော်ခဲ့ကြပေမဲ့အချမ်းဖက်သမားတွေကိုယ်တိုင်ဒီနေရာတွေဒီဒေသတွေဒီပတ်ဝန်းကျင်မှာနေထိုင်ပြီးတော့ဒေသခံမိဘပြည်သူတွေကိုအကြောက်တရားနဲ့လက်နက်အားကိုးပြီးချင်းချောက်တာတွေရှိတယ်ဒေသခံရွာသူရွာသားတွေကိုယ်တိုင် PDF တွေကိုသူတို့ရဲ့ကက်တင်ရှင်အနေနဲ့ အားကိုးပြီးတော့ PDF တွေကိုကိုယ်တိုင်မွေးမြူခဲ့ပြီးတော့ရွာမှာနေထိုင်ခွင့်ပြုထားတာတွေလည်းအများကြီးရှိပါတယ်။ဒါတွေရဲ့နောက်ဆက်တွဲကတော့အခုလိုမျိုးလေကြောင်းတိုက်ခိုက်ခံရတာပဲဖြစ်ပါတယ်။ဒီကလေးလေကြောင်းတိုက်ခိုက်မှု၃ခုလုံးကဒေသခံမိဘပြည်သူတွေကနေမြေကန်တရင်တပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတရင်ပေးခဲ့တာကြောင့်တည်ဆုံခဲ့ကြတာတွေဖြစ်ပါတယ်။ကံကြီးရွာဆိုတာကလည်းဒီ2021ခုနှစ်ကနေ2025ခုနှစ်အခုနိုဝင်ဘာလအထိနေမြေကန်တရင်တပ်ဖွဲ့တွေကိုအများဆုံးတိုက်ခိုက်မှုတွေပြုလုပ်တဲ့ရွာတွေရဖြစ်ပါတယ်။ မြိုင်မြို့နယ်လည်းအနီးဆုံးမှာရှိတယ်။နောက်ပြီးတော့မြိုင်ရဲ့အနောက်ဘက်ကံကောရောစောဒေတာရေနံတွင်းနေတယ်လည်းအနီးဆုံးမှာရှိပါတယ်။ဒါအပြင်ဒီမြိုင်နဲ့ပခုတ်ကူလမ်းကြောင်းပေါ်မှာရှိနေတဲ့အချမ်းဖက်သမားတွေနဲ့ချိန်ဆက်မှုတွေပြုလုပ်တာတွေရှိတယ်။ဒါအပြင်ဒီကံမပေါက်လမ်းပိုင်းကိုလည်းပတင်းမော်ရလမ်းပိုင်းကိုလည်းစုံမိုးဖို့ပြုလုပ်နေတဲ့အဖွဲ့တွေရဲ့လှုပ်ရှားရာနေပြည်တော်ကလည်းဖြစ်ပါတယ်။တရှိချိန်မှာတော့ရန်ဖက်သမားတွေစုဖွဲ့နေရာတွေကိုတပ်မတော်ကကြိုတင်တင်ရယူပြီးတော့ ဒီဒေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်ဂျက်ဖိုက်တာတွေနဲ့တိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်ဂျိုင်ရိုကော့ပတာပါရမော်တာစသဖြင့်ဒီလေချောင်းကနေအသာစီးရယူတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အတွက်အကြမ်းဖက်တွေအနေနဲ့ဘလို့မှခံနိုင်ရင်မရှိဘဲနဲ့နေ့စဉ်တိုက်စုံမှုတွေနဲ့ကြုံတွေ့နေရတာပဲဖြစ်ပါတယ်အကြမ်းဖက်တွေရဲ့တိုက်စုံမှုကိုတော့ဂျန်ဖက်အာပီမီဒီယာတွေကသတင်းတွေဖုံးကွယ်သတင်းတွေဖုံးအုပ်ပြီးတော့အရက်သားတွေအတွင်နဲ့ပုံဖော်နေပေမဲ့နေ့စဉ်တိုက်စုံမှုကတော့နေရာပေါင်းစုံကိုပေါင်းလိုက်မယ်ဆိုလို့ရှိရင်၁၀ခန်းရာခိုင်နေပါရှိတာကိုလည်းကျွန်တော်တို့မြင်တွေ့ရပါတယ် အကျန်းသာအားပေးမီဒီယာတွေမှာတော့တမ်လော်ရဲ့နေမိကန်တရင်တပ်ဖွဲ့တွေထိပ်တွေ့တိုက်ပွဲတွေပြီးတေဆုံးသူအရေအတွက်ကနန်ကြားထောက်ပြီးတော့စေကူပေါက်တဲ့ကနန်းတွေနှလုံးထိုးသလိုတိုးနေကြပါမယ်။တကယ်တမ်းမြေပြင်မှာနေ့စဉ်တေဆုံးနေတာကတော့အကျန်းဖက်သမားတွေဖြစ်ပါတယ်။နေ့စဉ်တေဆုံးတဲ့အကျန်းဖက်သမားတွေအရေအတွက်ကလည်းယာချီလာပြီးဖြစ်တဲ့အတွက်အကျန်းဖက်တွေရဲ့အုပ်စုအကျန်းဖက်တွေရဲ့ထုတ်ရှားမှုတွေကလည်းနေ့စဉ်နဲ့အမျှပေါင်းကျင်းလာတာကိုမြင်တွေ့ရပါတယ်။ ဒါပေမဲ့အကျန်းဘက်သမားတွေကယူနီဖောင်းဝတ်ပြီးတော့နေမြေတွင်းစုံမုန်းနေကြတာမဟုတ်ဘဲနဲ့အရက်သားအသွင်နဲ့အစိုးကိုဆက်လွယ်တိုင်းအာကာထွန်ပေါင်းမိတွေဝတ်ပြီးတော့စွကြဲချမ်းပြက်နဲ့တနက်ကိုပခုံးမထန်သွားလာနေကြတာဖြစ်တဲ့အတွက်နေမြေကတရင်တပ်ဖွဲ့တွေနဲ့ထူးထူးတိုက်ပွဲတွေမှာတော့အရက်သားပုံစံမျိုးနဲ့အယောင်ဆောင်နေတာကြောင့်စစ်ရေးအရာအနောက်ရှေ့အဟန်သားတွေတို့ရှိနေစမြဲလည်းဖြစ်ပါတယ် ါတော့ဒီလက်ရှိမြန်မာနိုင်ငံတဝန်းအကြမ်းဖက်သမားတွေနဲ့ထိတွေ့တိုက်ပွဲတွေအတွက် uniform အပြည့်အစုံ full uniform နဲ့လာရောက်တိုက်ခိုက်ကြတာတွေမဟုတ်တဲ့အခြေအနေမျိုးအကြမ်းဖက်သမားတွေကရွာသားတွေနဲ့အတူရှင်တွဲနေထိုင်ရင်းနဲ့ရွာနာနေရတယ်ဆိုတဲ့အဖြစ်မျိုးနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်။ဒီလိုရေးဆိုရင်တုံးတဲ့သူတွေ နော်တပ်မောင်ယူဟာဒေါ်လာပဲဘာဖြစ်လဲညာဘက်မှာဆိုရဲလူတွေဒေါ်လာကြီးကိုထောက်ပံ့နေတယ်သူတို့ထောက်ပံ့နေတဲ့လူတွေအားလုံးအားလုံးကိုဒါစကားလုံးမြန်မြန်ကိုလေးတွေ့အောင်လို့ကျွန်တော်ပြောပြပါမယ်ဗျာရှင်းတက်ကိုထောက်ကလို့လေသူကသူတော်လမ်းချောင်းသေတော့ပါအဖိုးယောပါမျက်လုံးတွေပိတ်ကျိုးတွေတက်တတ်တာကြီးတော့ဒီဖိုးယောသွားလို့လို့ကဒီဒေါ်လာကြီးရနိုင်မလားဖြစ်တာကဒေါ်အောင်သတ်စုကြီးတို့အစိုးရနဲ့နော်တမတော်နဲ့ဖြစ်တယ် သေးကြတော့အဲ့လိုအောက်ကဟိုကလေးဟိုမပြောချင်တော့ပါဗျာတောသူတောင်သားလည်းဘာပဲဓမြတွေတခိုးတွေပေါ်လာပြီးတော့မှအဲ့လိုမဟုတ်သူကမဟာတရားတွေလုပ်တယ်ဒါဒီကငိင်းနဲ့လည်းတက်ဆိုင်တာမဟုတ်တပုံထဓမြထတာပဲဖြစ်တယ်အဲ့ဒီတပုံဓမြထတာကိုတစ်ဖက်ကနေပြီးတော့မှကောင်းကောင်းထောက်ပိုးလုပ်တဲ့သူနဲ့ငွေကြေးပေးတဲ့လူနဲ့ကတော့ဒါကြီးကိုတာယာနေကြတာပေါ့နော်ကဲခင်ဗျားတို့အဘိုးလားခင်ဗျားတို့အဖေလားခင်ဗျားတို့အဘအေးရွယ်လားကြီးလိုက်ကြပါဦးဗျာအတူတူနော်ဒါအရင်ကတော့ နော်ဒီစစ်ထောက်ခံပွဲကိုဒါဥတော်ကိုတိုင်ဒါလိုက်ပါတယ်ပြီးတော့ဒါလုံးဆောင်နေတယ်နော်ဟုတ်တယ်အဲဥတော်ကကျတော့ပဲရွာတယ်ကျွန်တော်ဥယင်ဥယင်ကြီးဥယင်ကြီးကဘာဘာမျိုးနေရတော့အဲစကားမျိုးနေဥယင်ကြီးရွာနော်အဲအမစစ်စစ်ထောက်ခံပွဲကိုကျွန်တော်တို့ဒါဘယ်ဘယ်ဥသွားတယ်ကျွန်တော်တို့အဲခမတော်ခမခမတော်တော့ဘယ်ဘယ်ဘယ်ခမတော်ဆရာမျိုးဟိုမျိုးတော်ဘာတော့ကိုကြောက်လိုက်တဲ့တဲ့ဩဆရာမဘောကျွန်တော်တို့ဟာခမအဲညောက်ကတာပေါ့စင်လိုက်ပန်းတဲ့ညောက်ကတာခမတော်ဟုတ်ရိုးသွားတယ်ပြီးတော့လူစုရောနော်လူလူစုပြီးတော့အဲ့ရနေပြီးတော့ပဲပဲတိကိုလှည့်အောင်ကျွန်တော်တို့ကျင်းတော့ ်ဖြစ်တော့မှာပဲ။ဟောကြောင့်လေဒီဟိုမျိုးနဲ့ပေါင်းတော့လည်းပေါင်းပြီးတော့ဒီမျိုးနဲ့အားရောဘုံမျိုးနဲ့လည်းမျိုးနဲ့တူလာကြ။အာ။အဖိုးကြီးကသွားသူမြန်လုံးကတော့လက်တွေကတုံနေတယ်။သွားသူတော့မတုံတန်းတာ။ကဲတွက်ရုံပြားဒါလုံးရက်တာပြောပြတာ။နော်ကိုအဖိုးကြီးအဖွားရည်လေးကိုအဖိုးကြီးကအဖွားကြီးအဖွားရည်လေးပါ နော်။အဲလိုကြည့်ကြအားပေးပါ။ကျွန်တော်တို့ကလူမောက်ခန္ဓာလူမောက်ခန္ဓာဒါကိုပြောတာ။ဒါလည်းမဖြစ်နေတဲ့ကိစ္စကတော့ဒီမိုကရေစီနီးလဲနဲ့လည်းဘာမှမဆိုင်ဘူး။ တော်လည်းဆိုတော့ကျွန်တော်ပြောနေတဲ့စကရက်နဲ့လည်းဘာမှမဆိုင်လွဲလာမှတော်တော်ကြီးကိုကြီးလွဲတာဒါလည်းတသက်နိုင်ကျင်တာလည်းသူ့အတူကြိုက်တယ်လို့ထောက်ခံနေတောင်းတော့ထောက်ခံရုံမကလို့ကြိုက်တာလို့ဝေစီဗျာဘာပဲဖြစ်ဖြစ်အဲကြိုက်တာလို့ကျွန်တော်တို့ဟိုနေဖြစ်ရမှာပြည်သူတွေရဲ့နှလုံးသားကိုစီးယုံရမှာပြည်သူတွေရဲ့အချက်ကိုရမှာအောင်မှာဒီတိုင်းရတော့ကျွန်တော်တို့ဘာမှဖြစ်မှာမဟုတ်အဲ့တော့ပြည်သူတွေရဲ့အချက်ပြည်သူရဲ့နှလုံးသားကိုမသိမ့်ပိုက်နိုင်တဲ့အပြေဟိုတော့မှကျွန်တော်တို့ကပြည်သူတွေကိုဒါလိုမျိုးဟိုညှိမနှိပ်ဆက် အဲဒုက္ခတွေပြီးတယ်ဒါတက်ကြီးရွယ်ကိုအဖိုးအဖိုးရွယ်ကြီးပါဗျာအဖိုးတော်မှာအဖိုးဖီးရွယ်ကြီးနော်မအောင်တော့မှလက်တွေတုံနေတော့အမလေးအတွက်တေးကြကြဗီဒီယိုရိုက်ပြီးတော့မှစစ်ဆေးနေတယ်လေဗျာတော်တော်အံ့ဩမှုကောင်းလိုက်တဲ့သူကြီးနော်ဒါတော့သူတို့အတန်နေတာသူတို့မှတ်မိမှာသူတို့အတန်နေကိုသူတို့ဝင်းင်းတုတ်ထားတာဖြစ်တယ်။နော်ပြန်ဖြတ်ပြီးတော့ပြန်ပြောနေတာဖြစ်တယ်။အဲတော်တော်အံ့ဩဖို့လည်းကောင်းတယ်။နော်အဲတော့ထောက်ပံ့တဲ့လူတွေကစက်တောက်ကမှာခင်ဗျားတို့အဖိုးတွေခင်ဗျားတို့အဖေတွေလက်ကြတော့မှမငိုကြနဲ့ဟော။ 这条路啊，内搭一把，他们三天没公路啊，这条路标了喏。啊，这条路标路旁边嘞，他们标呢，这条旁边没毛，旁边没毛，这条路你们找路标了，三天没公路标了。但是你们老板呢，肯定都好了。箇正方正方做正方，正方干哪样？什么带家正方啊，看家正方，发表来要找要找些新人了。啊，带一门看一门，带一门什么？老家，他箇正方多是打扮鬼么是，表白鬼么是，可能都会哎爱伢呢，爱秀色，爱追求嘞。 နိုင်ငံရေး level တွေပြောလို့ရှိရင်အများကြီးကွာခြားနေမှာဆိုတော့နိုင်ငံရေး practical ဘိုင်းနေနဲ့ကျွန်တော်မပြောဘူးခင်ဗျားတို့ကအမြင်ဘိုင်းနေနဲ့ပဲကျွန်တော် ပြောတာအမြင်ဘိုင်းနေနဲ့ပဲပြောတာအဲ့တော့နိုင်ငံရေးဂျိန်းတဲ့ကိုပြောနေလို့ရှိရင်ဝေးနေမှာဆိုတော့အခုလုံနေတာတွေအကြမ်းဖက်လုပ်ရတာဖြစ်နေเนาะတော်နိုင်ရေးဆိုတဲ့နေရာမှာခင်ဗျားတို့ပြည်သူလူထုရဲ့နှလုံးသားကိုတိမ်ပိုက်နိုင်မှုတွေတာခင်ဗျားတို့ကရွှေရှာမုံတိလာတဲ့အလုံးရက်တွေပဲလုံလာတာကိုတွေ့လို့ဒါပြောပြတာဖြစ်တယ်အဲ့တော့ထောက်မဲ့ပေးနေတဲ့ညီကောင်မတွေလည်းခင်ဗျားတို့စဉ်းစားဖို့လိုပြီလို့ပြောခြင်းနဲ့ ဲထောက်ခံနေတဲ့သူတွေလည်းစဉ်းစားဖို့လိုပြီးရခင်တော့ကဒါတက်တော့အာနာထိန်းတဲ့အချိန်တုန်းကဒါတက်တော့အာနာထိန်းတဲ့ချိန်တုန်းက LED ဘက်ကပါကြတာအဲဒါလို့ဆန္ဒပြတာနေလူတွေအများကြီးရှိတယ်အများကြီးရှိတယ်ဘာကျွန်တော်တို့ကဒီလူတွေကိုအပြစ်ပြောလို့ရတယ်အကြောင်းမရှိဘူးဘာဖြစ်လို့လဲဆိုတော့သူသူကိုယ်ကိုဖြစ်ကြမှာပဲဒါဘာမှမသိတဲ့အချိန်မှာတရားအာပြည်သူအစိုးရဆိုပြီးတော့เนาะပြည်သူအစိုးရကိုတို့တပ်မတော်ကအာဏာထိန်းနေပါ냐ဆိုတာမျိုးဖြစ်ကြမှာပဲမသိတဲ့အချိန်မှာ ိသွားတဲ့အချိန်မှာကျတော့တမျိုးပြောင်းလဲသွားကြတယ်ဒါတော်တော်များများနိုင်ငံနဲ့တဝမ်းမှာတော်တော်များများဖြစ်တယ်နေရာတိုင်းမှာတော်တော်များများဖြစ်တယ်ဒါကတော့မကြင်နှံ့မှုတွေနဲ့မကြည်လည်မှုတွေနဲ့မပြည်လည်မှုတွေကြောင့်ဖြစ်တာဆိုဒါကကျွန်တော်တို့အပြစ်မဟုတ်ဘူးယားဒါအပြစ်မဟုတ်အဓိကဖြစ်သွားတာခင်ဗျားတို့တော်လန်ရေးဆိုပြီးလုပ်ပြီးတော့လူသက်တာခင်ဗျားတို့ယွန်ရှာဝယ်ရဖြစ်သွားဒါကိုအကြောင်းပြပြီးတော့ငင်းရေကောက်ဝယ်ပြန်လုပ်လို့ရတဲ့ကိစ္စအောင်မင်းရေကောက်ဝယ်ပြန်မလုပ်ပေးတဲ့ပြဿနာလေးနောက်ပိုင်းလေးအများကြီးအများကြီးဒါနောက်ပိုင်းမှတည်လာတာကျွန်တော်လည်းပထမမသိဘူး မသိဆိုအာဒီအလာဒီအစိုးရကိုတတ်မှားနေပါမှာအာအာနာထိနေတယ်သူတို့နဲ့မတဲ့လို့တောက်လျှောက်တလန်းလုံးမတဲ့တာလို့အာနာထိနေတယ်ကျွန်တော်လည်းဒီလိုပဲထင်တာပဲတခဲခဲလဲကြကြတောက်လျှောက်တမိုင်းကြောင်းလာတော့မဟုတ်ဘူးမင်းယူကောက်ဝဲကူရွေးပြီးပြန်ပြီးတော့လုပ်ပေးပါဆိုလည်းမလုပ်ပြီးအဲဘလို့မှမရတော့တဲ့အစုံကြတော့မှတန်းဝညီနိုင်လို့လုံးဝမြန်လာတန်းဝညီနိုင်တာနံပါတ်၁ကမဲယူကောက်ဝဲကိုပြန်လုပ်ပေးပါအာဒီ မဲမတမဘူးတွေများအများများနေတယ်မဲစိင်းတွေအများမားနေတယ်ကွာချောင်းမှုတွေအများကြီးရှိတယ်ဒီကြပြန်လုပ်ပေးပါဆိုလို့ရှိရင်ဒါလေးကိုပြန်လုပ်ပေးနိုင်ကျွန်တော်တိုင်းပြည်တော့ခုလိုဒုက္ခမရဘူးဘွားလေးမပြောသူတို့တောသူတောင်သားတောကြီးရွာတွေမှာအများဆုံးတက်ကြီးရွာဦးတွေတည်ကြတယ်အဲညီငယ်ညီမငယ်လေးတွေလည်းတည်ကြတယ်အခုဆိုလို့ချင်းကျွန်တော်ပထမဖိုင်မှာကျွန်တော်ပြောလိုက်တာရှိပါတယ် KIA တွေ2000လောက်တည်တယ်1000ခန်းလောက်တည်တယ်ဘယ်လိုလုံးချတယ်ဆိုတာဟုတ်လား နေရာတိုင်းမှာနေနေတယ်ဆိုတာဒီလိုမျိုးအဲ့လိုကျွန်တော်တတိုင်းနေပြောပြန်ပြန်ပြောပြနေသူတို့ရက်ရွာတိုင်းမှာဖြစ်ပြက်နေတာတွေကိုကျွန်တော်ကိုပြန်ပြီးရင်ဖွဲ့တာအဲရင်ဖွဲ့တာကျွန်တော်ရှယ်ရင်းမြဝေတဲ့အစီအစဉ်ဖြစ်တာကျွန်တော်အတိကျွန်တော်ပြန်ရှယ်ရင်းမြဝေမှာပဲကျွန်တော်ပိုင်ရဒါရိုးရိုးလေးပဲအဲ့တော့ကျွန်တော်တို့ပြည်သူကိုပြန်ပြီးရှယ်ရင်းမြဝေပြတဲ့နေရာမှာအေဂျင်စီရင်းတဲ့စာသားတစ်ခုနဲ့မြဝေပြတာဒါမျိုးကတော့မလုံသင့်ဘူးလို့ကျွန်တော်အနေနဲ့ယူဆတယ်အဲကျွန်တော်လည်းလူလို့သတ်မှတ်တယ်လူလို့ပြောမှာပေါ့တော်လိုင်းကြီးလောက်တာကိုကျွန်တော်တို့တားတာမဟုတ်ဘူး အဲအောင်လက်တားလို့ရအောင်ပေါ့တော်လိုင်းလုပ်တဲ့လူမတားဘူးအခုကဓမြတိုက်နေကြတာလူသက်နေကြတာတင်ရန်သာသာတွေခွဲဝေခိုးတုံးနေကြတာအဲ့တော့တော်လိုင်းကြီးလည်းမဟုတ်ဘူးခမားတို့ကဓမြအစင်နဲ့ဒါလို့လူသက်တွေပြတော့အဲ့ဟာတွေကထပ်ပြီးတော့ငွေကြီးထောက်ပံ့ပြီးထပ်ပြီးအားပေးတာကိုတွေ့ရတော့စိတ်ထဲမှာကောင်းဖြစ်တာပါဒါလည်းခမားတို့ကနည်းနည်းနောက်နောက်ဝေကျွေးမဟုတ်ဘူးလို့ပဲကျွန်တော်ပြောမယ်အတူတူစိတ်ကြည့်အောင်ပါဗျာအဲ့တော့ကျွန်တော်တို့စက္ကန့်ညနေလေးကတော့အဲ့ဒါဆိုရင်ဘယ်ဘယ်ဘယ်ကြွားဒီပါလို့စစ်တပ်ထောက်ကအဲ့ဒီပွဲမှာလိုက်ခဲ့တဲ့ဟာ

ကျွန်တော်ကိုကိုရအောင်လို့အဲအားသာကျွန်တော်အနည်းလေးဆုံးပြရတာကတော့ရတာရတော့ဝင်ပြရင်နောက်တဲ့ရွှေကကျတော့ယူလာကြတော့ပေါ်လိုက်တယ်သုံးမြေရွှေကသုံးမြေဟုတ်တယ်အဲတယောက်လေးလားတယောက်လေးတူပဲမြင်ရတာဟုတ်အားကျတော့မဲသာကျတော့ဘူးလိုက်တော့မဲသာကျတော့ပြောင်းလို့ပြည့်ယူလာယူလို့တော့မဲသာမဲသာရိုင်းမလို့တော့ကိုယ်ကထောက်ခံအောင်ဘလို့စီယုံဝင်ဆိုတာမရှိဘူးတစ်ဖက်လိုထောက်ခံတဲ့ခါကျတတ်တယ်ဒလန်ဆိုပြီးတတ်ကြတယ်အဲ့ဒီဝိသေအဲ့ဒီဟာတွေကအတိတ်ကြလို့ရှင်တော့ လာကြအောင်နေမယ်လို့ကျွန်တော်အနေနဲ့တော့ပြောချင်ပါတယ်ဗျာဒါနောက်တစ်ဖိုင်ကျွန်တော်ထပ်ပြပေးမယ်အတူတူကြည့်လိုက်ကြအောင်နော်အဲ့နနဝင်ခေကဖြစ်ပါတယ်မျက်နှာသာဖြစ်ပါတယ်အဲ့နနဝင်မျက်နှာသာဖြစ်ပါတယ်အဲ့နနဝင်ပဝန်းကျင်ကိုဖြစ်ပါတယ်အဲ့နဆရာတော်ရနေရဖြစ်ပါတယ်မရိယာတော်တဲ့လမ်းနဲ့နန်းတော်ဝင် စားတော်ဆိုင်တာအကျန်းဖက်တည်မြေရှူတယ် အဲ့ဒါကဘာလဲအကျိုးကျေးဇူးရှိသွားမှာလဲဟုတ်လားအဲ့တော့အဖြတ်မောက်လုပ်ငန်းတွေပဲဖြစ်နေတဲ့အခါကျတော့ပြည်သူတွေကတပြည်ပြည်ရွှေရှာလာတယ်မုန်းတီးလာတယ်ဒီဘဝကိုဒီဟာကိုသူတို့လက်ခံလာလက်ခံလာတော့သူတို့ရှိတဲ့တီမီယာတွေကိုအဲ့ဒီမှာရှိတဲ့ပြည်သူတွေကပြန်ပြီးသတင်းပို့တယ်ပို့ပြီးတော့ပြေးကြလွှားကြနဲ့ပြေးကြကြေးကြပဲရှိတယ်เนาะအဲ့ဒါမိမိတို့ရဲ့ COE ဆိုရင်လုံးဝမရှိတဲ့အပြင်ဟိုတော့မှအတွေးခေါ်ဉာဏ်ပညာမရှိဘူး ဒါလိုမျိုးအလွယ်တကူရအလွယ်တကူစားလက်နက်ပြလို့ရှင်လို့ရှင်ချိန်ကြောက်ပြီးစားလို့ရတယ်ဆိုတော့အတွေးတွေအတိတွေတော်တော်များများဝင်သွားကြတာဖြစ်တယ်။အစ်စ်ပွဲတွေဖြစ်တာလည်းလက်မခံဘူး။ဒီလိုမျိုးနိုင်ငံတကာလည်းဖြစ်နေတယ်ဆိုလို့ရှင်တော့ဒါကျွန်တော်တို့လည်းဝင်ပါအတတိုင်းမီလုံးဝင်ပါပြီးတော့တိုက်ရမယ်အချိန်မှာပြည်တွင်းအချင်းချင်းမှာဒီလိုလူရဲ့တပ်ဖြတ်စားတောင်းနေကြတော့တောင်းတော်ကတိုက်တယ်တိုက်တဲ့ခါကျတော့တေးတေးပျက်စီးမှုတွေတအားများတယ်လူမျိုးလည်းတုံးတယ်လူမျိုးလည်းဖြုံးသီးသူဖြစ်တယ်။နော် အဲ့ဒါကိုကျွန်တော်တို့ထောက်ပံ့ပေးနေတဲ့ညီကောင်မလေးသိရှိပါစေအတိတ်ရရပါစေလို့ပဲဒီဖိုင်လေးနဲ့ဖိုင်နဲ့ကျွန်တော်ထုတ်ပြလိုက်ပါတယ်ဗျာကျွန်တော်ဒီတောင်းရလေးကိုပြန်လဲ share link များဝေပေးနေရတဲ့အကြောင်းအရတော့ Time Bee Agent စီကျင်းတဲ့ဆန္ဒတစ်ခုရှိပါတယ်ခင်ဗျားတို့လည်း Time Bee Agent ဘုတ်တော့ကိုပဲမျှော်လင့်ပါရေကောက်ဝယ်နဲ့သွားမဲ့သူတွေကရေကောက်ဝယ်နဲ့သွားပြီးတော့မှဒါဒီမိုကရေစီလမ်းစဉ်ရဲ့ပထမအသက်သွေးကြောင့်ဒီမိုကရေစီလမ်းစဉ်ရဲ့အသက်သွေးကြောင့်ကဒါရေကောက်ဝယ်တာဖြစ်တယ်ရေကောက်ဝယ်နောက်ဆက်ဒီမိုကရေစီဖြည့်ဆည်းဖြစ်တာပဲဖြစ်တယ် အဲ့တော့ဒီတိုင်းနေလို့လည်းဘလုံးသီးနဲ့မှရမှာမဟုတ်ဆိုတာလည်းပဲဒါအတီလင်းသိရှိပြီးသားဖြစ်နေမှာဒါမြန်မာနိုင်ငံရဲ့တပ်မတော်မှမြန်မာနိုင်ငံတပ်မတော်ကဒီလိုမျိုးဟိုအကြမ်းဖက်လက်နက်ကင်ပြီးတော့မှအာဒါလိုချင်တာတောင်းဆိုလို့ရမယ့်အနေအထားမျိုးမရှိဘူးเนาะအဲစပွဲဝိုင်းမှာဆွေးနွေးမှာပဲရမယ့်အနေအထားမျိုးရှိတာအဲ့တော့စပွဲဝိုင်းမှာဆွေးနွေးတဲ့မှရလိုက်ရတဲ့ကတည်တဲ့ခိုင်ရင်းနိုင်လို့ လက်နဲ့နဲ့တိုက်လို့ရတဲ့ဟာကဒီတန်းခိုင်နေနိုင်တာမရှိဘူးအခုအကြံဘတ်တွေရခင်တော့က63မြို့နယ်လောက်ရရှိတယ်လို့ကျွန်တော်ကြားသိတာရှိတယ်ခုချိန်မှာတောင်တော်ကဖြုတ်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 ဆိုတရဇတ်တိုက်ချပြတာအာဒါရဟိုတည်တဲ့လူကြီးများနောက်ဆုံးတည်လိုက်ခွာလိုက်ဒီကမျိုးပြတ်သွားလိုက်နေပဲမျိုးကပြတ်တယ်တည်တဲ့လူကနှစ်ဖက်တည်တယ်ဒါပဲဖတ်တင်တယ်အုတ်ချုံလိုလမ်းမရစီပွားကြီးလဲလုံးလုံးများကျမ်းမာကြီးလဲလုံးလုံးများကုလန်းကြောင်းဝဲလဲလုံးလုံးများဘာမှလုံးလုံးဖွံ့ဖြိုးတိုးတက်လုံးလုံးများဘာဖြစ်လို့လုံးလုံးမရလဲဆိုတော့ ကိုဘောက်ကိုတွက်ကြည့်ပေါ့ဟုတ်တယ်မလားဒါလို့လက်နဲ့နဲ့လာပြန်တိမ့်တယ်တိမ့်လို့ခွာဝေးလိုက်တယ်ဒီဘက်ကခွာလဲလို့ကပြန်တိုက်မှာတိုက်လဲလို့ကပြန်လဲပြန်ခွာမဲလို့တိုက်လာနေမှာပြီးတော့မှာမဟုတ်နောက်ဆုံးမျိုးတုံးသွားတာပဲအဖတ်တင်မှာပဲနော်ဒါတွေကိုအတီတီအတိရှိဖို့တော့ကိုကျွန်တော်ပြောချင်ပါတယ်အခုကျွန်တော်တို့ပြည်နယ်တွေရနေဟိုပြည်နယ်တွေမှာရှိတဲ့မျိုးနယ်တွေကိုရနေတယ်ဆိုတာလည်းဘလောက်ကြကြထိန်းနိုင်ပါလဲဘလောက်ကြကြကိုင်းနိုင်ပါလဲမကြခင်တန်းတော့ဘုံနေဒုံနေလက်နဲ့ကြီးနေနဲ့အဲချလို့ချင်းတိတ်တိတ်ပြက်စီအိုးရင်းနေလိုက်ပြက်ဒီမြို့ချက်ပြက်လိုက်ပြက်သွားဒီကောင်နဲ့ထွက်ပြီးလူတွေလည်းမရှိပြတော့ ဲ့တော့ကျွန်တော်တို့ရလို့စားရလဲခဏပဲဖြစ်မှာပဲเนาะအဲ့တော့ပြည်သူလူထုလည်းကြည်ပါအတိုင်းမျိုးလည်းကြည်ပါအားပေးတဲ့သူတွေအဲထောက်ခံနေတဲ့သူတွေကကျွန်တော်တို့ကဒီမိုကရေစီအားပေးထောက်ခံတာမဟုတ်တော့ LND ဘက်ကလည်းအားပေးထောက်ခံတာမဟုတ်တော့ဘူးတိုင်းပြည်ချက်စည်းဖို့အတွက်အသီးသန့်လုပ်နေတာမျိုးဖြစ်တာကိုကျွန်တော်အနေနဲ့အဲတွေးရှိလို့ပြောရခြင်းဖြစ်ပါတယ်တချို့ကတော့ပြောပါတယ်တိုင်းပြည်ပြက်စီးပြက်စီးသွားပြီဈေးနိုင်ငံသားလူတွေဘယ်သူပဲလာအောချောအောချောဒီသူတို့ပြောတဲ့ဥမေအောင်လာကြီးမအောချောပြီးရဆက်ဆိုတဲ့ပုံစံမျိုးတွေလည်းရှိပါတယ် เนาะဒါမျိုးလည်းကြားနေပါဒါတွေအားတော့ကျွန်တော်တို့ဟို level မရှိတဲ့သူတွေပြောတာမလို့ပါဒါတော့ကျွန်တော်တို့ခေါင်းထဲတော့မထည့်ပါဘူးသို့တော်လည်းပဲတကယ်ပညာရှိတဲ့သူတွေအဲအတ္တိတရားရှိကြဖို့တော့ဒီညနေအထက်တန်းစားတွေအတွက်ပြောတာပါအောက်တန်းစားတွေတောင်မှပါဘူးဒါပေမဲ့ကျွန်တော်ဖိုင်ထဲမှာကြည့်တဲ့လူတွေတော်တော်များများအထက်တန်းစားတွေဖြစ်တာပါအတိညာဉ်တွေးခေါ်တဲ့ပညာဉာဏ်ရှိတဲ့သူတပါးကိုဒါမပလိမ့်တတ်ဘူးအဲသူတပါးကိုမပြောကျွန်တော်ပါပြောလို့ရှိရင်ဘာကိုယူရတယ်ဆိုတာသိကြတယ်အဲအတ္တနာသားတွေက စဉ်းစားတွေးခေါ်နိုင်မယ်အောက်တန်းစားတွေကတော့စဉ်းစားတွေးခေါ်နိုင်စွမ်းမရှိဘူးအဲ့အောက်တန်းစားမိမိကမဖြစ်အောင်လို့ကြိုးစားပါလို့ပြောရင်အားလုံးတို့ကဖြစ်ပါစေဗျာ